ဟုတ်ကဲ့အားလုံးမင်္ဂလာပါကျွန်တော်ချင်းမိတ်ဆွေတွေပြန်လည်ကြိုဆိုပါတယ်ကျွန်တော်တို့ဒါစေချင်တော့ပါနော်စေချင်တော့ကျွန်တော်တို့ဒါစိတ်ကြိုင်းမှုကျွန်တော်ရဲ့ဗီဒီယိုနှစ်ပုံမြောက်ဗီဒီယိုဖိုင်ဖြစ်ပါတယ်ကျွန်တော်ရေးလေးပါကျွန်တော်ချင်းမိတ်ဆွေတွေကြိုဆိုနေပါတယ်ခင်ဗျကျွန်တော်ဒီဗီဒီယိုဖိုင်မှာပြန်ကျွန်တော်တို့ဒီနော်ကျွန်တော်ဒါကျွန်တော်ရဲ့ Viber နံပါတ်ပါနော်ကျွန်တော် member ဝင်ခြင်းနဲ့မိတ်ဆွေတီးတက်ဆက်သွယ်လာပါလို့ကျွန်တော်ပြောချင်ပါတယ်နော်ဒီဗီဒီယိုဖိုင်မှာကျွန်တော်က ဟာဟိုပြချင်တယ်ဆိုတော့ဒါသူရဲ့သုံးကပ်သုံးကပ်မူပေါ့နော်ဒီဟာဖြစ်စဉ်ကသူကသုံးကပ်ဖြစ်စဉ်လေးပါနော်ကျွန်တော်ရဲ့ချင်းမိတ်ဆွေတွေကသုံးကပ်စီးတွေပဲကြိုက်တယ်မိတ်ဆွေတွေရှိပေါ့နော်သုံးကပ်တွေပဲကြိုက်တယ်ဆရာကြီးသုံးကပ်ပဲအောင်းနိုင်တယ်ဆိုတော့မိတ်ဆွေနော်ကျွန်တော်အကောင်းဆုံးရှာဖွေတင်ဆက်ထားဖြစ်ပါတယ်အားလုံးပဲကြိုက်တဲ့တံလို့တင်ပါတယ်ဒီ video file မှာကျွန်တော်ကတက်၄ကွက်တင်ပြပေးသွားမှာဖြစ်ပါတယ်တဏီမူလေးကတော့ဒါကောင်းပါတယ် ကျွန်တော်တို့ဖြစ်နိုင်ရင်ဖြစ်နိုင်ရင်ကျွန်တော်တို့ချင်းမဆွေးစဉ်းစားပြီးတော့ဒါအသုံးသက်ပြီးတော့ထိုးစေခြင်းပါလေကျွန်တော်ပရမောဆုံးဒီကအခွန်ညာပင်အနေပေါ့နော်ဒါတက်ကပေါ့နော်ဒီ96တော့နေပါဒီမှာတက်ကဒီမှာအနေပေါ့ကျွန်တော်တို့ဒါဒီကျွန်တော်စေခြင်းမှာထွန်မကနာတက်ကပေါ့နော်ဟုတ်ကဲ့ကျွန်တော်ဒါဒီ၃ကက်စီကိုပြန်မှာဖြစ်ပါလေ ပထမဆုံးသူရဖြစ်စဉ်ကဘယ်လိုလာလဲဆိုရင်ပေါ့နော်ကျွန်တော်တို့ဒါဒီတုံညခါနဲ့ရှစ်ထိတ်နဲ့ပေါ့နှလုံးပေါင်းရှင်ရှစ်နော်၆ခါနဲ့ကျွန်တော်နှစ်ထိတ်နဲ့ပေါ့နှလုံးပေါင်းရှင်ရှစ်ဒီရှစ်ခါနဲ့ကျွန်တော်တုံညထိတ်နဲ့နှလုံးပေါင်းရှင်ရှစ်ကျွန်တော်ရိုက်ချင် ျွန်တော်ကရိုက်ချင်တာဒါဆိုကျွန်တော်တခါတည်းကနန်းထည့်တယ်နော်3ည3ည8တွေနော်3ည8တွေရှိတယ်ဟော3ည8ရှိတယ်ကိုကျွန်တော်ထည့်ဒီနှလုံးမင်းရှိကျွန်တော်ဒီနှလုံးဒီခါ6ခါနဲ့နှစ်နဲ့နှလုံးမင်းရှိ3ညခါနဲ့ကျွန်တော်တို့အဲ8ထိတ်နဲ့အဲ8ခါနဲ့3ညထိတ်နဲ့နှလုံးမင်းရှိကျွန်တော်ထည့်လိုက်တယ်။အားကြောင့်ထည့်ရလဲဆိုရင်သူက ဒီနှလုံးမောင်းခြင်းရှစ်ကိုသူကဒီသုံးလုံးမောင်းခြင်းတဲလို့သူကထည့်ရှင်းနဲ့ခတ်တယ်ဒီနှလုံးမောင်းခြင်းရှစ်ကိုသူကဒီသုံးလုံးမောင်းခြင်းတဲဆိုသူကထည့်ဒီနှလုံးမောင်းခြင်းရှစ်ကိုသူကလည်းဒီသုံးလုံးမောင်းခြင်းတဲဆိုသူကထည့်ထားတာအဲ့ဒီတဲကလည်းသူကနော်အဲ့ဒီတဲကလည်းသူကတည့်ရပါ ဒီခါတော်သုံးလုံးညောင်းကြီး6လို့သူကထက်ချက်နော်ဒီသုံးလုံးမောင်ကြီးတည့်ရဲ့ပါပါဒီခါတော်သုံးလုံးမောင်ကြီး6လို့သူကထက်ချက်ဒီသုံးလုံးမောင်ကြီးတည့်ရဲ့ပါပါဒီခါတော်သုံးလုံးမောင်ကြီး6လို့သူကထက်ချက်တာနော်ဒီသုံးလုံးမောင်ကြီးတည့်ရဲ့ပါပါသူကခါတော်သုံးလုံးမောင်ကြီး6ဆိုသူကဆက်ထက်တာဗျာနော်၃ည၈တွေရှိတယ်ဟုတ်နော်အဲ့ဒီဒါနဲ့မကျွန်တော်တို့ဒါမပြီးသေးဘူးနော် ဒီတစ်ကိုပဲ तू อ่ะတစ်ဒီတစ်ကာ तू อ่ะတေချာ main အလုပ်လုပ်သွားတာပေါ့နော်ဒီတစ်ကိုပဲ तू อ่ะဒီ break ခွန်နဲ့ तू อ่ะအပိတ်လေးနဲ့ကိုတစ်လို့ तू อ่ะပြန်ထည့်တာဒီတစ်ကိုပဲနော်ဒီသုံးလုံးချင်းတစ်ကိုပဲ तू อ่ะ break လေးနဲ့ဒီခွန်ပိတ်နဲ့ကိုတစ်လို့ तू อ่ะပြန်ထည့်တာဟမ်ဒီသုံးလုံးချင်းတစ်အဲ့ဒီတစ်ကိုပဲ तू อ่ะ4 break နဲ့ကျွန်တော်တို့อ่ะဒီကနှစ်ပိတ်နဲ့ကို तू อ่ะတစ်လို့ပြန်ထည့်မှာ နော်သူညာရှစ်နှစ်အဲ့ဒီကနန်းကိုကျွန်တော်ပြချင်တာဒီမှာတော့ကိုးလုံးမှန်တော့ကျွန်တော်တို့မပါခဲ့ဘူးပေါ့နော်ဒါပေမဲ့ရှစ်လုံးမှန်တော့ကျွန်တော်တော်တော်လေးအားကောင်းတော့ကျွန်တော်နောက်ပြီးဆက်ပြမှာဖြစ်ပါတယ်နော်ရှစ်လုံးရှစ်တလုံးမှန်ရင်ဗာပြောအားကောင်းလဲဆိုတော့နောက်တစ်ပြင်မှာကျွန်တော်ဆက်ပြမှာဖြစ်ပါတယ် velocity ကျွန်တော်ဒီကင်မလေးကိုကျွန်တော်ဆက်ပြီးဆက်လိုက်အောင်ဗျာ နော်ဒီရှေ့တွဲကိုလည်းသူကဒါနဲ့မပြီးသေးဘူးနော်သူကဒီနောက်နှလုံးပေါင်းခြင်း၄အဲ့ဒီ၄ကိုသူကဒီကနန်း၄လုံးပေါင်းခြင်း၄ဆိုပြီးသူကပြန်ချုပ်နော်ဒီခွန်ခွန်နှလုံးပေါင်းခြင်း၄ကိုဒီခွန်နဲ့ဒီရှင်းလုံးပေါင်းခြင်းခွန်နဲ့တပင်ကျော်ကဒီရှင်းလုံးပေါင်းခြင်းခွန်နဲ့ကို၄လို့ပြန်ချုပ်တာနော်ဒီနှလုံးပေါင်းခြင်း၅ကိုလည်းသူက ရှင်လုံးမောင်ကြီးတက်နေဒီရှင်လုံးမောင်ကြီးလေးနဲ့ဘုံငါလို့သူပြန်ချုပ်တာဗျာနော်ချုပ်တာတာချုပ်တာတာနော်ဒီကားလုံးမောင်ကြီးဒီကောင်ဒီနှလုံးမောင်ကြီးကိုယ်ကိုလေသူကရှင်းနှလုံးမောင်ကြီးတက်နေသူကဒီရှင်းနှလုံးမောင်ကြီးရှင်းနေသူကကိုယ်ကိုပြန်ချုပ်တာဗျာနော်အဲ့ဒီတချုပ်တယ်နေပြီးသေးဘူးနော်ဒီခွန်နဲ့ဒီတုံညာနဲ့နှလုံးမောင်ကြီးခွန်ကိုလေသူက ဒီကနေ့လေးလုံးမောင်ရင်ခွန်းလို့သူကပြန်ချုပ်တာဗျာ3ခွန်း6ခွန်းလို့ပြန်ချုပ်တာနော်ဒီငါးထိတ်နဲ့ဒီ3ပိတ်နဲ့နှလုံးမောင်ရင်6ကိုလည်းသူက6 8 2ဆိုတော့6လို့သူကပြန်ချုပ်တာနော်ဒီ3ထိတ်နဲ့ကျွန်တော်တို့ဒီ6ပိတ်နဲ့ပေါင်းရင်1ကိုလည်းသူက1ကိုလည်းဒီရှင်းနှလုံးမောင်ရင်3နဲ့ဒီရှင်းနှလုံးမောင်ရင်6နဲ့1လို့သူကပြန်ချုပ်တာ နော်ရှေ့တဲ့ရှေ့ကိုသူကရရဆက်ဆက်ကိုသူကချုပ်တာနော်ပပိုင်နေနေသူကချုပ်တာပါနော်အဲ့ဒီချုပ်ကွက်တင်ကျွန်တော်ဒါလာပါနော်လာပါအဲ့ဒီတိုင်ကျွန်တော်တို့မပြီးသေးဘူးเนาะကျွန်တော်တို့ဒါကျွန်တော်အစမှပြောခဲ့သလိုပါเนาะဒီ3ရက်ခါနဲ့ဒီနှလုံးပေါင်းကြီး6ခါနဲ့ဒီနှလုံးပေါင်းကြီး6ဒီ6ခါနဲ့ဒီနှလုံးပေါင်းကြီး6ကိုသူကတစ်ခါလေးပြန်ဖြေပါ လုပ်ပြင်ဖြေမလဲဆိုကျွန်တော်ဒီမှာနှစ်ပိတ်ထည့်လိုက်မှာနော်ရှိကူသူကဒီနောက်တွဲကိုချုပ်မှာเนาะကျွန်တော်နောက်တွဲချုပ်တာကိုပြမှာเนาะနောက်တွဲချုပ်တာကိုပြမှာဒီနှလုံးမောင်ကြီးရှစ်ကိုသူကရှစ်ရဲ့ပါဝါဒီလေးလုံးမောင်ကြီးသုံးမှာရှစ်ပါဝါသုံးတယ်သူကပြန်ချုပ်တာဒီနှလုံးမောင်ကြီးရှစ်ကိုရှစ်ရဲ့ပါဝါ ဒီလေးလုံးမောင်ရှင်3ဆိုရင်သူကပြန်ချုပ်တာဗျာနော်ဒီနှလုံးမောင်ရှင်8ရဲ့ပါဝါဒီလေးလုံးမောင်ရှင်3လို့ပြောသူက38နှစ်ကိုဘလို့မှလှုပ်မရသူကချုပ်လိုက်တာနော်နော်ဟုတ်ကဲ့ဒါလည်းဒီနှစ်ပိတ်ကလည်းကျွန်တော်နောက်ထပ်တစ်ဆိုင်ကလာရှိတည်ရဲ့ဗျာနော်နှစ်ပိတ်ကိုသူကပြန်ထောက်တာလို့ထောက်တာလဲဆိုတော့ဒီ3လုံးမောင်ရှင်က1လို့သူကယူတယ်နော်1လို့ဖြစ်တယ် ဒီသုံးလုံးပေါင်းခြင်းကိုသူကတုံညလို့စက်ရိုက်တယ်တက်ပြီးတော့တပွင့်ရှော့တုံညလာစီနာလိုက်စင်လာဒီသုံးလုံးပေါင်းခြင်းကိုသူကကိုးလို့သူကထိုက်ရိုက်တာတက်တုံညကိုးလို့သူကရိုက်တော့သူကနှဲ့အပိတ်ကတော့နော်သူလည်းအားကောင်းတော့တွေ့ရတာနော်အဲ့ဒါတွေမှပြီးသေးဘူးဗျာနော်ကျွန်တော်တို့အဲ့ဒါတွေပြီးပြီးလို့ယူဆအောင်မြန်တယ်ตุ้มอ่ะฉုတ်ตาได้ปริกอฉုတ်ก็ရှိတယ်ဗျเนาะปริกฉုတ်ก็ဘယ်လိုฉုတ်ได้ဆိုရင် ဒီခွန်ကားနဲ့ဒီ brake တက်နေတော့သူကရှစ်လို့ဖြစ်ချင်းသူကရိုက်တာအဲ့လိုရှစ်ဖြစ်ချင်းရိုက်လို့ဒီမှာ tip brake ကိုသူကထည့်တာနော်ဒီရှစ်ခါနဲ့ဒီ tip brake နဲ့ကိုလို့သူကဖြစ်တာရှစ်ပြီးတော့ကိုပေါ့နော် senior license လာတာကိုလို့သူကဖြစ်တာအဲ့ဒီကိုလို့ဖြစ်ဖို့အတွက်သူဒီရှစ်ခါနဲ့ဒီ tip brake နဲ့ပေါင်းပါတာကိုလို့ဖြစ်မှာရှစ်ကိုဒါလည်းဒီပြင်မှာ10ပေါ့ဗျာ တဆယ်ဆိုရင်ကျွန်တော်တို့ကဒီမှာ၃ညခါတို့ကထည့်ထားပြီးပါတယ်ထည့်ထားပြီးဆိုတော့ဒီမှာ၃ညပြိထဲမှာကျွန်တော်တို့က၃ညမှာဗျာနော်၃ညပြိရေးလေကောင်း၃ညရှိနော်၃ညရှိ၃ညရှိနေတဲ့နော်ကျွန်တော်ချင်းရှိရှယ်ကောင်းနော်နော် ရှစ်လုံးမှန်ကဘလို့လာလဲရှစ်လုံးမှန်ကကျွန်တော်တို့ဘဲအားရလဲဆိုတော့ရှစ်လုံးမှန်ဆိုင်ကိုကျွန်တော်နောက်ထပ်ဗီဒီယိုဖိုင်မှာတစ်ခါပြသွားပါမယ်နော်ရှစ်လုံးမှန်ဆိုင်ကနောက်ဗီဒီယိုမှာကျွန်တော်အော်ဒါဒါ last final video ပေါ့နော် final video မှာကျွန်တော်ဒီရှစ်လုံးမှန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ရမထီမဖြစ်ကြီးတွေနဲ့တကယ်ကိုချုပ်မဲ့ပင် site ကိုကျွန်တော်နောက်ထပ် video မှာတိဆက်ပြသွားမှာဖြစ်ပါတယ်နော် ီမှာကျွန်တော်ကလန်းလေးခွက်ပြီးသွားမယ်လို့ကျွန်တော်ချင်းမဖြစ်ပြောဘူးเนาะနောက်တစ်တစ်ဆိုင်ကရှိတယ်เนาะနောက်တစ်ဆိုင်ကကျွန်တော်ကဒီမှာတုံညာထိတ်စီပဲဒါပေမဲ့ကိုးခါနဲ့နှစ်ပိတ်ပေါ့เนาะတုံညာကိုးနှစ်ပါဒီပါเนาะနော်ဒီအောင်ရတယ်ကျွန်တော်တို့အရာအရာလေးတွေကစားတော့เนาะပြီးရင်ကျွန်တော်တို့၃ည၈ရက်တဲ့အရာ၃ည၉ခုတဲ့ အရာမှာဒါကကျွန်တော်ဒီ၄ခွက်ကို၄ခွက်မှာဒီကွက်ကတော့ကျွန်တော်တို့ main ပေါ့နော်ဟုတ်ကဲ့ဒါကျွန်တော်ကနန်းလေးမှာတခြားရွေးပြသွားတာနော်ကျွန်တော်ချင်းမရှိတယ်နော်တုံရကိုပင်ကဘလို့ဖမ်းလာလဲဆိုရင်သူကဒီ break ခွန်နဲ့ဒီ၃နဲ့ဟိုပေါင်းခြင်းတုံညာအဲ့တုံညာကိုဒီ၃လုံးပေါင်းခြင်းတုံညာလို့သူကပြန်ဖြေတာဒီ break ၄နဲ့ဒီ၆ထိန်းနဲ့သူကတုံညာအဲ့တုံညာကို၆ 6နှစ်နဲ့ဒီသုံးလုံးပေါင်းချင်းတုံညာသူကပြန်ဖြေးတာဒီ break 9နဲ့3နဲ့နှစ်ဆိုပြီးတော့ဒီသုံးလုံးပေါင်းချင်းကနှစ်ဖြစ်ရမှာဆိုတော့3ည9 3တုံညာ9ဆိုတော့နှစ်မျိုးပြန်ဖြေးမယ်ဆိုရင်ဒါ3ည9ရှိတယ်သူကရိုက်နော်အဲ့မှာသူကဒီသုံးလုံးပေါင်းချင်း1ကိုဒီသုံးလုံးပေါင်းချင်း9ကို8လို့သူကပြန်ရိုက်တာနော် လိုရှိလို့ဒီနှလုံးမောင်းခြင်းရှိကိုသူကဒီသုံးလုံးမောင်းခြင်း1နဲ့ဒီသုံးလုံးမောင်းခြင်း9ကိုရှိလို့ပြန်ထည့်တာဒီနှလုံးမောင်းခြင်းရှိကိုလည်းသူကဒီသုံးလုံးမောင်းခြင်း1နဲ့ဒီသုံးလုံးမောင်းခြင်း9ကိုသူကရှိလို့ပြန်ထည့်တာနော်ဒီနှလုံးမောင်းခြင်းရှိကိုလည်းသူကဒီသုံးလုံးမောင်းခြင်း1နဲ့ဒီသုံးလုံးမောင်းခြင်း9ကိုဒီသုံးလုံးမောင်းခြင်း9ကိုသူကရှိလို့ပြန်ထည့်တာအဲ့ဒါကြောင့်မို့39ရှိတွေကလည်းအကောင်းပါတယ်နော်အကောင်းပါတယ် အကောင်းပါလား။ဘာကြောင့်ဒီကျွန်တော်တို့6ပရိတ်ကိုထည့်ပြရလဲဆိုရင်ဒီမှာကျွန်တော်တို့ကခွန်ပရိတ်ဒီမှာကခွန်ပရိတ်ခွန်ပရိတ်ခွန်ပရိတ်ဒီမှာက10ပရိတ်ဒီပရိတ်၃ခုပေါ်မှာအားဖြစ်တာနော်။ဒီမှာက4ပရိတ်ဒီမှာက10ပရိတ်ဒီမှာက10ပရိတ်ဒီပရိတ်၃ခုပေါ်မှာ6ဖြစ်တာ။သူက96ရိုက်ပါ။ဒါဆိုရင်ဒီမှာက9ပရိတ် ဒီမှာက2ပြည့်ဒီမှာက6ပြည့်ရိုက်မှာကျွန်တော်တို့ကဒီ3လုံးပေါင်းကြီး9လုံးဖြစ်မှာအဲ့ဒီတော့ကြောင့်ကျွန်တော်တို့ကဒီရှင်းလုံးပေါင်းကြီး10နဲ့ရှင်းလုံးပေါင်းကြီး9နဲ့ကိုတည်ပြီးတော့6ပြည့်ကိုနှစ်ကွက်အရင်နေနဲ့ထုတ်ပေးလိုက်အချင်းဖြစ်ပါတယ်အားလုံးပဲကျွန်တော်ချင်ပေးပြီကံကောင်းကြပါစေဗျာနော်ကိုလည်းပါ See you next video နောက်တဲ့ဗီဒီယိုမှာ final video မှာကျွန်တော်တို့ကောင်းကနန်းနေနဲ့စုံပေးကြမှာဖြစ်ပါ 俺弄干烤架子。